အားလုံးပဲမင်္ဂလာပါဗျာကောင်းစည်တဲ့တလမောင်ပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ဖိုင်ရတော့ PDF ကဖန်ထားပြီးပြန်လွတ်လိုက်တဲ့ပြည်သူစစ်တွေကိုမယုံမှုပြောလာတဲ့ပေါကူတော်ဘုံကြီးရဲ့ရုပ်သံမျိုးတို့ဖိုင်ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာပေါကူတော်ဘုံကြီးနဲ့အတူနောက်ထပ်အပါအသားသမီးတွေကဘာတွေမလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့မယ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့တလမောင်အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ နေ့က29ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာ။နေ့ပြောပြချင်တာလဲဆိုရင်မန္တလေးပြည်သူစစ်တီပတ်တာဆိုင်နဲ့ပတ်သက်ပြီးပြောချင်ပါတယ်ဗျာ။ဒီနေ့ကတနေ့ကပြောရတဲ့အထက်မှာအဆက်ဆက်လိမ့်နေတဲ့အထက်မှာနည်းနည်းညှပ်ကြွားရတဲ့အထက်မှာပါတယ်။ဘာပြောရလဲဆိုလို့ဆိုရင်ခုစလို့ဂျင်နရာဘက်မှာပတ်တာဆာတွေအရှင်ဖန်းခံရတာတွေဒေတာတွေနော်အရှင်ဖန်းခံရတာများတယ်ပေါ့။အရှင်ဖန်းခံရတာများတယ်။ဘယ်ခွဲလေးရဆိုတာလဲဥစဉ်ကအထက်မပြောပါဘူး။ ဒါခုလိုဦးစင်းကခုပြန်လွတ်လာတာတချို့အတင်းစင်းတွင်ပြီးမှမြေခွက်ရတယ်ပြတာပိုက်တော့ရှိရယ်နော်မြေခွက်ရဝန်းတာပါနိုင်ငံတော်လည်းပြန်ကြည့်ပြဝန်းတာဟုတ်ပြီတီဗီဆိုပြီးမှဦးစင်းတို့တက်မတော်မှာတော့မှ6လထိစောင့်ကြည့်ရတယ်6လလုံးလုံးလာကများအောင်ရှည်တန်းမှာကြာပါလို့ရှိရင်အပြောက်စင်းတွေ့လားအတင်းစင်းတွေ့လားအသေးမတင်ရှင်းမရှင်းဆိုဒါလောက်ထိကြည့်ရတယ်နော်တက်မတော်မှာဒါမျိုးတွေတချို့ဆိုရင်ဒုတိယဘုံမူကြီးတွေမိုးကုံမှာတချို့ဖန်းခံရတော့ပြန်လွတ်လာတယ်အဲ့ဒါတော့မှစစ်စစ်မှုခံရတယ်စစ်စစ်မှုခံရတယ် ော်ဒါကဘာကြောင့်လွှတ်လာလဲဘယ်လိုကြောင့်လွှတ်လာလဲဟာခဏစစ်စစ်ရမှာလေသူကဟိုကဒလန်မဖြစ်ပါဘူးလို့သူကတရှုံမဖြစ်ပါဘူးလို့ပြောလို့မရဘူးအဲဥစဉ်အဲ့ဒါနဲ့ပတ်သက်ပြီးမင်းကပြည်သူစစ်တီနဲ့တောင်းကိုပြောပြတယ်ပြည်သူစစ်တီလွှတ်လာပြီဟုတ်ပြီဝင်တာတယ်ညဝင်တာတယ်ဥစဉ်ထဲမှာအရင်ဥစဉ်ညညဒီကွယ်မောင်ဆန်ရှာအဖွဲထဲမှာတော့လေတရားခါလိုက်အလိုက်တယ်ဟုတ်လားအလိုက်တယ်သူကကိုပြန်လွှတ်လာတယ်သူကကိုဒါသူဘာကြောင့်မကြောင့်လွှတ်လာလဲဘာကြောင့်လို့ဆိုသူကလည်းရေးမရှိပါဘူးအခုကခင်ဗျ လွတ်လာတာတွေက9ယောက်10ယောက်လောက်ရှိတယ်ပြောရအောင်တော့ရဲမတော်ဘီလူစင်ဥနေမျိုးကျော်ကိုနေမျိုးကျော်အဖွဲတွေရပါတော့ပြီးလွတ်လာတာသူတို့ဖြစ်စေချင်တာကဘယ်လောက်ဒီအာမခံရရလဲခုမန္တလေးမှာတရင်နေပေါက်နေဘယ်နေရာတွားတယ်ဘယ်နေရာပဲတရင်နေပေါက်နေအဲ့လိုတရင်နေပေါက်နေတဲ့အတွက်ကြောင့်ဒီကလေးတွေမှာဒီကလေးတွေကလက်ရှိတာဝန်ပြန်ထမ်းဆောင်နေတယ်လား က်ရှိတောင်ဝင်ထမ်းဆောင်နေရင်လည်းဆိုင်တက်ဆိုင်ရအောင်တော့ကြောင်းကြပါမှာကျွန်တော်ကတော့ PDF ထဲကလွတ်လာပါတယ် PDF ထဲကဘလို့လွတ်မြောက်လာပါတယ်ဒါပြ PDF ဆိုတာဗျာအပြစ်မရှိတဲ့အတူတော့မှသူတို့မထောက်ခံတော့ဒလန်ဆိုပြီးမှတော့မှရဲဆက်ဆက်လဲထိတာတိတာရဲဆက်ဆက်လုပ်နေတာပဲဗျာအခုလိုကြီးတွေလွတ်လာတယ်ဆိုတော့နည်းနည်းတော့ဥစဉ်တို့လည်းဒါတွေးဝေးစဉ်းစားကြရရှိရတယ်တွေးဝေးစဉ်းစားကြရတာကို့အတွက်တွေးတာမဟုတ်ကို့ကို့အတွက်စဉ်းစားတာမဟုတ်ကျန်တဲ့တပည့်တွေပတ်တာဆိုင်တွေကိုစဉ်းစားတာပတ်တာဆိုင်တွေကိုစဉ်းစားတာအ PDF အဲ့ဒီပတ်တာတစ်ယောက်ဆိုရင်လူမိမကိုယ်တိုင်ဒီပြည်ဦးလွင်ကြီးရဲ့အဖွဲ့တွေကနေမှပြန်ခေါ်လာတယ်ပြန်ခေါ်ပြန်ခေါ်လာတယ် တဲ့ညံခေါ်လာရတယ်နော်အခုမြို့ထဲမှာပဲလို့နေတယ်နေတာဝန်းသားတယ်လွင့်လာတာလည်းဝန်းသားတယ်ကိုကလေးတွေဘာဖြစ်လို့ခဏတော့လာသက်ဆိုင်ရဒီထက်သာရတော့စရဖားတော့ SSP တို့စာတုံးစာတုံးလုံးကထွက်တော့နော်သူတို့ဘိုင်းမော်ဘူးဝင်ကြည့်ခွာကြသူတို့ကနော် CID တို့တိုင်းတို့အမှန်တရင်ပေါ်မှာတော့လွတ်လာပါတယ်ဆိုတော့နော်နိုင်ငံစစ်သားတယောက်တောင်မှလွတ်လာလို့ရှိရင်စစ်စစ်မင်းများမှုလေးတွေခေါ်ယူလာလေးတွေရှိသေးတာပဲပြည်သူစစ်လက်ကော်မတီမင်းများမှာ အဲ့နဲ့ပတ်သက်ပြီးဥစဉ်ကတုံးတာတော့ခင်ဗျားတို့ကဟုတ်လားပောက်ကိုတော့ပြည်သူစစ်တီကိုစစ်ကြောရဲတဲ့ထဲတဲ့ပောက်ကိုတော့ပြည်သူစစ်တီကိုခန်းခိုင်းနေဆိုပြီးမဟုတ်လားဝါရမဖျက်နဲ့ဝါရမဖျက်နဲ့ပောက်ကိုတော့ဗာလဲဆိုတာအားလုံးကအကုန်တည်ပြီးတာနော်အားလုံးကတည်ပြီးတာပောက်ကိုတော့ဘယ်နေရာကနေဘယ်လိုထားလဲဘယ်ပောက်ကိုတော့မြို့သားရဲ့လောကမှာဗာလဲဆိုတာလေအားလုံးကတည်ပြီးတာနော်တည်ပြီးတာဝါရမဖျက်နဲ့နော်ဖားလူလူခရုကွန်ခရုဖင်ကျိုးရုံပဲရှိမှာဆိုဟုတ်လားဆောင်းဆောင်ထိုင်တိုင်းတိုင်းလဲချင်းတင်းမဟုတ်ဘူးပြဆောင်းဆောင်ကတော့ညအခါမှာဖားတွေကလဲဆောင်းဆောင်ထိုင်တာပဲနော်ဖားတွေကလဲဆောင်းဆောင်ထိုင်တာပဲနော်အဲ့တော့ဥစဉ်တို့ကကိုကမေတ္တာစရဏာနဲ့အပြည့်အဝနဲ့ပြောတာ ်ခင်ဗျားတို့အဲ့ခင်ဗျားတို့လွတ်လာတဲ့ထက်ကခင်ဗျားတို့အဖွဲ့ထဲတခုလုံးလုံးကြည့်လိုက်ခင်ဗျားတို့ခေါင်းဆောင်တွေထောင်ကြမှာခင်ဗျားတို့ခေါင်းဆောင်တွေအေးအေးယူခံရမှာအဲ့ဒါကိုခင်ဗျားတို့စဉ်းစားမိရဲ့လားလို့ဦးစင်းကမေးခွန်းထုတ်ချင်တယ်မေးခွန်းထုတ်ချင်တယ်ရောက်လာတဲ့ကလေးတိုင်းကိုလည်းငါညီသွားနော်သွားပြီးစစ်ဆေးခံနော်ဟုတ်ပြီဒါလေးနှစ်ယောက်ရှိတယ်ဦးနေမျိုးကျော်လည်းရောက်ကဲမြစ်ချိုမြစ်ချိုထဲမြစ်ချိုဆိုတာဦးစင်းရဲ့အာမိသားစုလိုလည်းပြောရအောင်ဦးစင်းတပည့်အရင်လိုပဲပြောလို့ရတယ်တပည့်ရင်းပါပဲနော်ငါကိုရင်ဘွားကလေးကအေးမင်းထဲမှာနှစ်ယောက်လွတ်လာတယ်ကြားရနော်မနေ့ဖြစ်သွားအချီဘယ်လိုကြောင့်လွတ်လာလဲမနေ့ဖြစ်သွား နော်ခုနှစ်မျိုးကျော်လက်အောက်ခံနေပါပြီမပြောနဲ့မင်းကိုယ်တိုင်တော့အရှိတန်တဲ့ဖွဲ့ကြီးအများကြီးရှိတယ်အဲ့နောက်ဒုတိယအကြိမ်ပြောချင်ပါဦးဇင်းတော်ကတော့ပို့စရာဒီကလေးတွေတော့လွတ်လာတယ်ဒီကလေးတွေတော့ပြန်လွတ်လာတယ်ဒီကလေးတော့ဘယ်နေရာမှာရှိတယ်တချို့ဆိုလို့ရှိရင်ဦးဇင်းကတနေ့ကလိုင်းမွာလွှမ်းနေတယ်တချို့ပြေးသွားပြီပြေးသွားပြီနော်ရွှေဘုံဘက်ကိုပြေးသွားပြီကဲဘယ်ဖွဲ့လဲဆိုခဏလို့အာမခံရဲလားဟမ်နောက်ကောင်းကောင်းနေအာမခံရရလားဘာမှမလုပ်ပါဘူးဘာမှတတိမပေးပါဘူး PDF ကိုတတိမပေးပါဘူးလို့အာမခံရရလားဘာလို့အာမခံရရလဲသူတို့ကတရားခိုင်တော့အာမခံပါလေခဏလို့ခြံတော့ခဏလို့ရှိရလားသူတို့တွေကကဲ သူတွေအမခံရဲ့လေ။ဟောခင်ဗျားလာကျုပ်ကိုအပြစ်ပြောချင်နေတယ်ဟုတ်လား။ကျုပ်ကတော့တိုင်းပြည်အတွက်ဆိုလို့ရှိရင်ကန်နဲ့ရဲဘော်တွေကန်နဲ့ပတ်တာစားတွေအတွက်ဆိုလို့ရှိရင်အနည်းနာခံပြီးပြောမှာပဲ။ခင်ဗျားတို့ကျုပ်ကိုအန်ရဲပြုချင်ပြုမပြုချင်နေကျုပ်ကတော့ပြောမှာပဲ။ပြည်ရက်ကလှုပ်ပေးလိုက်တယ်ဆိုတော့ခင်ဗျားရှားပါတယ်လေဗျာ။အပြစ်မရှိရဲကျောင်းဆရာဆရာမတွေဘုန်းကြီးတွေတောင်းမှရဲဆက်ဆက်တက်နေပြီ။အဲ့ဒါဒီလူတို့ပါတာဆိုင်ဆိုပြူစောတိလေးဘာလဲခင်ဗျာဟိုဟာဒီလောက်ရက်စတဲ့ပုံတက်မှာဘာကြောင့်လုပ်ပြီးလဲဆိုတော့ခင်ဗျာတော့ဘောပေါက်လေဦးစင်းကဒါလေးကိုဒါတုံးတက်ပြတာပါဗျာနော်ဒါလေးကိုတုံးတက်ပြတာပါနော်အဲ့တော့မကျေနပ်လည်းခင်ဗျာတို့လဲနေပေါ့ဗျာနော် အဲ့တော့လူရင်းကတော့ခဏတို့ထဲမှာရှိရအချိန်မီနေတယ်အချိန်မီနေတဲ့စုံစမ်းပြီးမှသွားအပ်ပါလို့ပဲသွားအပ်ပြီးမှစစ်စစ်မင်းမြန်ခံပြီးမှသွားပါလို့ပဲဦးစင်းကတော့ပြောချင်ပါလေဗျအားလုံးဒါပါပဲဗျเนาะအဲ့တော့ပြည်သူတွေအဖမရေခြင်းဘူးเนาะအနာရှိလို့မရေခြင်းဘူး28ရက်နေ့ကကြောက်ဖြူเนาะအေးမိစ္ဆာကုံတွေအကုန်လုံးမြောက်မြောက်များများတည်ဆုံးပြီးတော့ရန်ထွက်သွားอยู่ရာတိုင်ရင်32เนาะရဲတိုင်ရင်32နဲ့တက်မတော်က နော်လက်နှက်ကြီးတွေတဒုံဒုံတတိုင်းတိုင်းစော်တဲ့အတွက်အေးမိဆာကောင်တွေမြောင်မြောင်မြန်မြန်တည်ဆုံးနေဗျာ28ရဲ့နေ့ကကြောက်ဖြူကိုမျက်စောင်းတော့မထိုးနိုင်တော့ဘူးဗျာအေးသဘုံလေးနော်ကြောက်ဖြူကိုမျက်စောင်းထိုးလို့မရတော့ဘူးမြောင်မြောင်မြန်မြန်တည်တယ်နော်အဲ့မဲ့ရဲတရင်32တက်မတော်သားနော်ရဲတရင်32အခုຢာထုတိုးတော့မယ်နော်တော်တယ်ဗျာຢာထုတိုးတော့မယ်ຢာထုတိုးတော့မယ်အဲကြောက်ဖြူကို အေးမိစ္ဆာကောင်ဒီမျက်စောင်းတော့မထိုးနိုင်တော့ဘူးဗျာပြည်သူတွေနော်အဲ့တော့အဘကနော်အခုဒီအနာတော့ကြက်နေပြီနော်တိတ်ပြီးစကားပြောလို့မကောင်းဘူးဒါပေမဲ့အဘကတရင်ရန်တင်ပေးကြတာပြည်သူတွေပေါ့ဒါကြောင့်အဘအာယူပြီးတန်နေတာနော်အဲ့တော့အဘနေကောင်းသွားရင်လည်းစတိုက်တင်ပေးမယ်နော်အဲ့တော့မြန်မာနိုင်ငံမှာငရေရန်တို့လေမုန်တိုင်းတို့ရေတို့မလာတော့ဘူးအဘအာမခတ်နေနော်အဲ့တော့အဘကထုံကူးတယ်ခေါ်တယ်ထုံကူးတာ ထုံကူးလိုက်တာအာယုတတန်ရှေ့ဖို့အတွက်ကို ထုံကူးတာနော်အဲ့တော့အဘကနိုင်ငံတော်အတွက်ဘာသာသာသနာအတွက်တိုင်းပြည်အတွက်တမတော်အတွက်အဘအသက်ကိုပေးထားပြီးသားဗျာဒါပေမဲ့အဘကိုဘယ်လိုမှတတ်လို့မရဘူးနော်အဲ့တော့ပြည်သူတွေမကြခင်မှာအကုန်နိုင်ငံတော်ကြီးအေးချမ်းတော့မယ်နော်လာမယ့်ဒီဇင်ဘာနော်လာမယ့်ဒီဇင်ဘာမှာရေကောက်ပွဲလုပ်ပါနတ်စကားရကတိပေးထားပြီးပြီ နော်အခုကြောက်ဖြူမြို့ကိုတက်မတော်လုံးဝထိန်းချုပ်လိုက်ပြီဗျာအေးအေးလေးမြောက်မြောက်များသေးတယ်တရင်32နှစ်နဲ့တက်မတော်သားတွေကိုယာဒူးတို့တော့မယ်နော်ပြည်သူတွေအားလုံးကြက်မှတ်ချမ်းသာပြီးဘေးကင်းကြပါစေနော်အဲ့တော့ဘာကြောင်းရှိရှိအဘောက်ကိုမေးမြန်းခြင်းရယ်အဘောက်ရဲ့ဖုန်းနံပါတ်က39958536304အဘောက်ဆက်သွယ်ပြီးမေးမြန်းနိုင်ကြဗျာအိမ်နှောင်းစီးပွားရေးလူမှုရေးတွေနော်အားလုံးကြက်မှတ်ချမ်းသာပြီးဘေးကင်းပါစေဟုတ်ကဲ့ရှင်ပြောပေးပါမယ်ရှင် ကျမကျမလာတောင်းဆိုတာပြောပြပါဦးရှင်နဲ့နော်မူဝင်မြို့နယ်လက်နော်မူဝင်မြို့နယ်ကမူဝင်မြို့နယ်ကတက်လာတာအများကြီးပါလေရှင်နော်၈တောင်းမှကောက်တာများလုံးပါလေနော်၈တောင်းဆိုတော့တအိမ်ကို၈တောင်း၁၀အိမ်ကို၈တိန်အိမ်ရေတရာဆိုဘယ်လောက်ဖြစ်သွားလဲကဲအုပ်အုပ်တို့ဘလို့စင်ရကန်ကြီးတွေပေးပြီးတော့ဘလို့မျိုး ဘလိုမျိုးရှင်းနှင်းချက်တွေထုတ်ပုံးနဲ့ရှင့်နော်ဒီမှာအခုကျမကျမဖမပြောလို့ရှိရင်ရှင်တို့ကကျမတမင်းတက်တက်လှုပ်ကြံပြောတယ်တမင်းတက်တက်ဟိုမျက်နှာလိုမြတ်မဟုတ်တန်းစားတွေပြောတယ်လို့ကျမကိုပြောတယ်နော်မဟုတ်တန်းစားတွေပြောတယ်မဟုတ်တာတွေပြောတယ်စကားတွေကိုမဟုတ်တာရှောက်ပောက်ကရပောက်ကရတွေပြောတယ်လို့ကျမကိုပြောနေတယ်လို့ရှိရနော်ပြောကမမဟုတ်ကျမကိုမစင်ချိုင်းလာပို့တယ်ကောမတ်တွေမှာလည်းရှိရနော်ကျမကိုပောက်ကရရပြောတယ်ကျမဟဲ့ကောင်းနေ ပောက်ကရဆိုတဲ့အကောင့်လေးဒီမှာလက်တွေ့ပြထားရယ်နော်။မလက်တွေ့နော်။လက်တွေ့ပြထားတယ်။8000ကောက်ပါတယ်လေ။ညီမတို့လည်းလကုံတော့မဟုတ်လကုံတော့မလကုံအခု8000ပေးရတော့မစင်ချားနဲ့လာပို့ထားကြပါနော်။အများကြီးပဲနော်။8000ဆိုတာတော့အရန်များလွန်းတယ်နော်။ဘသူကကောက်ခိုင်းတာလဲ8000ဘယ်ဥပဒေနဲ့ထုတ်ပြီးကောက်နေတာ။ဘသူကဒီဥပဒေကိုထုတ်ထားပေးရလဲ8000ကောက်ပါတော့။ပြောပါအောင်ရှင်အုပ်အုပ်တို့ညီမတို့နော်။ ဘယ်ဥပဒေကထုတ်ထားပဲဘသူကဥပဒေထုတ်ထားပြီလို့ဒီ8000ကိုကောက်နေရနော်ဥပဒေဒီ8000တအိမ်ကိုတောင်းကို8000ကောက်တို့တသိန်းကောက်တို့9000ကောက်တို့3000ဝဲကောက်ပါလေဆိုလို့ကျမတော့ဘယ်လူဘယ်ဥပဒေမှာထုတ်ထားကျွန်မမကြမိဘူးရှင်။ဒါရှင်တို့မှာရှင်တို့ထုတ်တဲ့ဥပဒေလို့ပဲကျွန်မထင်တယ်။ရှင်တို့ထုတ်ပြီးတော့ရှင်တို့အဲ့တဲ့ထဲမဲ့ဥပဒေပဲကျွန်မကျွန်မအလားတော့ကျွန်မတတ်အပြောလို့ရနော်။ကျွန်မယုံနေယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုအခုလိုမျိုးစာတွေကပို့တာတူတူတယောက်မဟုတ်လေတူတူတယောက်ဆိုတမင်းဆိုဆယ်ဦးလည်းမဟုတ်ဦးနဲ့ဆယ်လည်းမဟုတ်ဦးရဲ့30လည်းမဟုတ်အမြောက်အများပို့တယ်ပို့တာရယ်နော်မစင်ညာမှန်းပို့တယ်ကောမန်မှန်းရေးတယ်ပြောခိုင်းမှုပြောပေးဖို့လဲလာပြီးတောင်းဆိုထားရယ်ဆိုတော့ဒါတွေကတော့အမှန်တရားတွေလို့ပဲကျွန်မထင်တယ်နော်အမှန်တရားတွေဟုတ်ဒါကအမှန်တရားတွေရှင်တို့ရှင် ရှင်တို့မိသားစုတွေကောင်းစားဖို့အတွက်တခြားမိသားစုတွေဘာလို့အဲ့လောက်ဒုက္ခပေးနေကြလဲဟမ်ရှင်တို့မိသားစုတွေကောင်းစားဖို့အတွက်ကိုတခြားမိသားစုတွေဘာလို့အဲ့လောက်ကောင်းဒုက္ခပေးနေကြရလဲလို့ပဲကျွန်မမေးမယ်နော်သူလားချင်းကိုချင်းစာနာကြပါနော်အခုကခစ်ကကောင်းတဲ့ခစ်ကလားမဟုတ်တဲ့အတွက် ကိုချင်းစာနာပေးကြနော်ကိုရင်းစာနာပေးကြပါလူချင်းချင်းကိုချင်းစာနာပေးကြပါလို့ပဲကျွန်မပြောချင်ပါ နော်ဒါပေမဲ့ကျမကအရင်ဆိုင်နေရမဟုတ်ဘူးရရင်ဆိုင်လာပြောရှိပြန်တုတ်ပြန်လာတော့အိုကြီးအဖိုးအိုကြီးနော်ဖွာအိုကြီးဖွာအဖိုးအိုကြီးဖွာအိုကြီးနော်အသားလေးရှိကြအောင်စစ်မှုတန်းထားလာတယ်အရှိတမကြပါဘူးတနည်းနော်အလာတော့မှအဆန်ကောက်တဲ့ဆိုတော့မလုံလာဟမ်ငါပြောတာလုံလာလားဟုတ်လားငါအမှန်တရားပြောလုံလို့ငါပြောစကားလုံလက်ခုမှမပါဘူးနော်ဒီလိုအသက်ကြီးကြီးအဖိုးကြီးအဖွားကြီးအောင်ကောက်တယ်ဆိုရင်တော့ကြံတဲ့လူကြီးရတော့ စဉ်းစားလေစဉ်းစားဘာတော့ကောင်းလဲကောက်နေလို့ဒီလို့အသက်ကြီးကြီးအွားကြီးမကိုရကွယ်ကြေးရွာမြို့နယ်မှာရှိရဲ့နော်ကိုကလူကြီးတယောက်လုံနေအုပ်တယောက်လုံနေနော်စောင့်ရှောက်ပါမှာကုမီရမှာအသက်80လို့အသက်အသက်ကြီးနေပြီလေအေးမိပါရင်ကိုရင်းမဆနာငါဆိုတဲ့အတ္တကြည့်ရလှုပ်ပေါ့နော်သိလားနော်ငါဆိုတဲ့အတ္တရေးတက်ကြည့်လှုပ်ကြပေါ့သိလားဒီလိုအသက်ကြီးရှိရစားလို့ ညိုလို့ကြအံ့ဩပါเนาะဒီလိုအသက်အကြီးကြီးရှိတာเนาะငါ့ကိုလေမစင်ညာပေးပို့ရတယ်အများကြီးပဲเนาะတိလားဟိုနွားရီတွေဟိုနွားမတွေမျိုးငါ့ကိုခွေးကိုစူးစားနေနွားရီတွေနွားမเนาะမင်းတို့လိုအကောင်မျိုးတွေကောင်မမျိုးတွေရာလေနောက်ဘွားကြရင်တီကောင်ပဲဖြစ်မှတိလားတိလားမင်းတို့တီကောင်တွေဖြစ်ကြမှာဘာဖြစ်တီကောင်ဖြစ်မှာလဲ သူများချွေးနွဲစာကြီးစားကြတော့သူများချွေးနွဲစာနဲ့မกินတဲ့လူတွေငါ့ကိုလာပြောနေရနော်တကယ်ပေးရတဲ့လူတွေတကယ်ကုန်တဲ့လူတွေကငါ့အလိုလာမပြောဘူးဒါအုပ်အုပ်တို့ရဲ့ပတ်သက်တဲ့မိသားစုအတိုင်းအဝိုင်းကဟာနေနော်ငါ့ကိုလာပြောနေတာသမီးတွေတာတာတွေတမီးတွေပေါ့နော်အင်းဘာသမီးတွေလဲခွေးသားတွေလားခွေးသမီးတွေလားငါလည်းမသိတော့ဘာသမီးတွေလဲမသိတော့ခေါ်ရတော့ခက်နေနော်ငါလည်းမသိတော့ခွေးသားတွေလားခွေးသမီးတွေလားမသိဘူး အော်လာမကြိုက်ရလာမဟောင်းနဲ့ငါအမှန်တရားရေးပြောအမတက်ရှိတက်တွေ့တွေ့တယ်နော်အသက်85နှစ်အဖိုးအိုညဖွားအိုရှိမှာငွေကြေးကောက်ခံလို့ငါ့ကိုပေးပို့ထားနော်သိလားဒီသူတွေနော်အချိန်ပြည့်ဒုက္ခပြည့်အခုအမရေလာကုန်တော့မယ်နော်၃လုံးကျွန်တော်တို့ပေးရမယ်၅လုံးကျမတို့ပေးရတော့မယ်ဆိုတာဒီအများကြီးပဲ เนาะညို့ညို့တွေကအကျွေးတောင်းလို့တောင်းနေကြတာเนาะညို့ညို့ဘလူးမမကောက်ခိုင်းဘူးเนาะဘယ်တက်မတော်မှမကောက်ခိုင်းဘူးညို့ညို့အိတ်တဲထဲ့လို့ရအောင်ညို့ကောက်နေရညို့ညို့အကြံအစီရင်ညို့ညို့လုံနေညို့ညို့အတွက်သိမ်းရနဲ့ချီကြံတယ်တလားတလားဘူးเนาะ80ဆိုတော့အ ਨੇ ဆုံးကြံတယ်เนาะညို့ညို့လှုပ်ရှားနေကြတာပေါင်းပြီးတော့အောက်ပါတိလာမင်္ဂလာပါရှင်လိုင်းမှာပြောနေရကျမကြားကြားနေရတော့တတ်မတော်ကြီးအကျန်းဖက်အကျန်းဖက်လို့ပြောနေတဲ့ချိန်ကြားနေရပါတယ်ရှင်ဒါပေမဲ့ ပြောရရင်တော့တတ်မတော်ကြီးအကျန့်ဖက်လို့ပြောပါရှင်။ဝင်တိုက်ကြတယ်အကျန့်ဝင်တဲ့ဝင်တိုက်လိုက်ရင်တော့အကျန့်ဖက်ပီတီအက်တွေရပဲအရင်ဝင်တိုက်တယ်။ရဲစခန်းတွေတပ်စခန်းတွေဝင်စီးရကြရပါတယ်ရှင်။နော်။ဒီနေ့ကင်ဖွဲ့အစည်းကြီးကခဲမှာမြမတတ်မတော်ကဘဲအဖွဲ့အစည်းကိုမှအရင်သွားမတိုက်ပါဘူးရှင်နော်ဘဲအဖွဲ့အစည်းကိုမှမတိုက်ပါဘူးမြန်မာတပ်မတော်ကြီးကလက်နဲ့ကင်နိုင်တူပေမဲ့ အကျန်းဖက်တပုံနေနဲ့မြန်မာတက်မတော်အစိုးရကြီးနေအောင်မတူပါဘူးရှင့်တို့တို့တွေကပြောလိုက်လို့ရှင့်အကျန်းဖက်အကျန်းဖက်စစ်ကြကအကျန်းဖက်စစ်ကြကတို့တို့လက်သုံးစကားတွေကျမအမြဲကြားနေရဒါပေမဲ့အကျန်းဖက်တာကတကယ်တမ်းအကျန်းဖက်တာကအေးအေးအကျန်းဖက်ပါနော်အေးအေးဒီအကျန်းဖက်နေကြတာနော်အေးအေးက KI ရဲ့အသုံးခံတွေပေါ့နော် KI အသုံးခံ AAPTF တွေ PTF တွေကတော့ Yes Khan တွေ တက်စကန်လေးဝင်စီဝင်တိုက်သူတို့ပဲအကျန်းဖက်တာအောင်ကျွန်မကြားသိရပါရှင့်ပြည်သူတွေကိုတတ်တာလေသူတို့တွေပါပဲเนาะပြည်သူတွေကိုအကြောင်းမဲ့တတ်တယ်ဒလန်ဆိုပြီးတတ်တယ်အခုចောင်းပြန်ဖွင့်စင်ငယ်ဆရာမတွေကိုတတ်နေပြန်အတန်အကြားနေပါပြီရှင့်เนาะចောင်းသားစီကိုတတ်တယ်အခုရဲ့ကျောင်းဖွင့်ချိန်ရောက်ပါမယ်ဆရာမတွေကကြောက်ရွံ့နေရပါတယ်เนาะသူတို့ဒလန်ဆိုပြီးတော့စာသင်ရတာအင်မတန်သူတို့ကိုကြောက်ရွံ့နေရပါ တချို့ချို့တီးသူစီဆိုတွေလေအပြင်ထွက်လို့ဖုံးတော့မကင်ရဲွာမကင်ရဲပါဘူးနော်ဖုံးကိုသူတို့စစ်တယ်စစ်တယ်ဒါမှမဟုတ်ဖုံးရရင်ဖုံးယူတယ်ဖုံးတွေတောင်းတယ်နော်ဒီရွာတဲ့ဆိုမှလည်းသူတို့တွေအမြဲဝင်တယ်နော်မရှိစင်းသားအိမ်ကြီးရောသူတို့စာနာရိတ်ခါရစာနာရိတ်ခါရယူကြပါနဲ့တောင်းတော်ဒေတာတွေမှာတော့တို့တွေဗမာခိုလုံးတွေလည်းဆိုတော့စာမတင်တဲ့ចောင်းတွေမှာစာမတင်တဲ့ចောင်းတွေမှာအကျန်းဖက်တွေ ခိုးလုံးနေပါတယ်ရှင်နော်အကြံဖက်တွေခိုးလုံးနေပါတယ်နော်စာသင်ကျောင်းတွေမှာ တချို့ဖုန်းကြီးကျောင်းတွေမှာနော်သူတို့ဆရာမတွေကိုကြာတော့ဒလန်ဆိုပြီးတော့တပ်ပစ်တယ်ကျောင်းထဲမှာသူတို့ကခိုးလုံးနေပါနော်ဒီအကြံဖက်သဘုံတွေက PDF တွေကနော်သူတို့တွေကပြည်သူတွေကိုကောင်းတာပြည်သူအတွက်ဆိုတဲ့စကားတွေရောသူတို့လက်သုံးစကားပါပဲဒါပေမဲ့သူတို့အတွက် ကောင်းတာပဲနေရာမှာပဲတကွက်မြင်များကျမတခါမှမမြင်ဘူးတခါမှမကြဘူးပြည်သူတွေသွားတဲ့လမ်းတွေတံတားတွေချောင်းတွေမိုင်းဆွဲတယ်ချောင်းတွေဖြက်စီးတယ်ဟင်ကျမအဲ့လာပဲကြားပါလေရှင်ဟင်အဲ့လာပဲကြားပါလေအဲ့လာပဲသိရပါနော်သူပြည်သူအတွက်ကိုဘာမှထောက်ပံ့ပေးတာတော့လုပ်ပေးကြိုင်ပေးရတော့အိညာနေရာအိနေရာဒေသလုပ်ပေးတာတော့နော် ဘာတစ်ခုမှကျွန်မမကြားပါဘူးပြည်သူတွေသွားတဲ့လမ်းတွေတောင်ဖျက်ဆီးတယ်ချောင်းတွေမြောင်းတွေနိုင်တွေဆွဲရအောင်